တဏှာလောဘရဲ့အလိုကိုလိုက်သူမဖြစ်ပြရစေနဲ့ဖခင်အလောင်းကသူဘာဖြစ်လို့တော်ရဲလာတရားအထုတ်ရတလဲဆိုရင်ခန္ဓာကိုယ်ပျက်စီးပြီးတော့နောင်ဘဝတစ်ခုရပြန်နေဆိုတာဟာအလွန်စိတ်ပျက်စရာကောင်းတယ်ဒုက္ခရောက်တဲ့တမောဟမရဏံဒုက္ခံတမာတမာမိဝါတဝတမောဟမရဏဒေဝီဆိုလို့ရှိရင်လည်း လူတွေဟာ တွေ့တွေ့ဝေနဲ့တည်ကြရတယ်တေကန်ဤဖြစ်တဲ့ယောဂဝေဒနာကိုခံစားရတဲ့အခါမှာစိတ်လက်မကြည်မသာနဲ့တွေ့ဝေမိမောပြီးတော့တည်ဆုံးကြရတယ်။တည်ခြင်းဒုက္ခကို ရင်ဆိုင်ကြရတယ်။ဘဝတစ်ခုရလာတာတို့တည်ရတာတို့တွေ့တွေ့ဝေတည်ရတာတို့ဆိုရာဟာကျဉ်းနဲ့เสียမကောင်းဘူး။အလွန်ကြီးမားတဲ့ဒုက္ခကြီးတစ်ခုဖြစ်တယ်။အဲ့ဓာတွေကိုကြောက်လို့ အဲ့ဒီတည်ခြင်းတရားတွေဖြစ်ပေါ်စေမယ်။နောင်ဘဝဆိုတာရမှကြောက်လို့တော်ရဲမှလာပြီးတော့မတရားတရားကိုရှာပြီးတော့နေတာပါလို့သူလိုချင်တာဟာဘာမှမဟုတ်ဘူးသူလိုချင်တာဟာဘဝရချင်တာမဟုတ်ဘူးဘဝအဆုံးတမှုကိုရချင်တာဖြစ်တယ်ဖရာလောင်းကိုကြည်လေ၆နှစ်ပတ်လုံးဒုက္ခရာစရိယာကျင့်ပြီးဖရာအဖြစ်သို့ ရောက်တဲ့အခါဘာပြောရော ဝိသင်္ခာရကတံစိတ်တံတဏနံခယမြစ္ဆကသူရလိုက်တာဘာတော့ဆိုရင်တဏတွေရဲ့ကုံဆုံးမှုကို သူရလိုက်တယ်အချားရတာမဟုတ်ဘူးတွေ့တာမှုရတာတွေလူကျင်မှုတွေဆိုတဲ့စိတ်တက်ထဲမှာရှိတဲ့တဏတွေဟာကုံဆုံးသွားတယ်တဏတွေကုံသွားတာဟာဘသူနဲ့ကုံတာတော့ဆိုအရဟတမတ်အရဟတဖို့နဲ့ကုံတယ် အဲ့ဒီအရဟတမတ်အရဟတဘိုးဆိုတဲ့တဏာကုံအောင် လုံနိုင်တဲ့တရားကိုရလိုက်တယ်။ရလိုက်တဲ့ဖြင့်တဏာကုံသွားတာဟာ သူ့အတွက်မှတန်ဖိုးအရှိဆုံးပဲဖြစ်တယ်။ မြတ်စွာဘုရားကိုယ်တိုင်ကဥရန်ကျူရက်အခါတဏာနံခယမြစ်ဆက်ကတဏာကိုကုံစီတက်တဲ့တရားကိုငါရလိုက်ပြီတဏာရှိနေခြင်းဟာဘဝကိုဖြစ်ပေါ်စေတာဖြစ်သောကြောင့်ဆင်းရဲဒုက္ခအမျိုးမျိုးကိုဖန်တီးနေအောင်မှဖြစ်တယ်ဆိုရက်သူတော်ကောင်းတွေရဲ့အမြင်မှဒီလိုမြင်ပြီးတော့ဘဝတစ်ခုရမှာကို အလွန်ကြောက်တယ်ဒါကြောင့်ဒီအကိဋ္ဌိဆိုရက်ပညာရှိယသေးကလည်း တကြားမင်းကြီးကမေးတဲ့အခါမှာ တော်ရဲမှာသူဘာဖြစ်လို့လာနေရတယ်ဆိုရာဟာ အခုလိုတေချင်းစင်းရဲတွေ ဖြစ်ပေါ်စီတတ်တဲ့ဘဝတွေကိုကြောက်လို့တေချင်းစင်းရဲကလွန်မြောက်ဖို့အတွက် တော်ရဲမှာ လာနေတယ်လို့ဒီလိုပြန်ပြီးပြောလိုက်တယ်။တကြားမင်းဆိုရာသူတတ်နိုင်တာကိုမဆတတ်တဲ့တဘာဝရှိတယ်။ ဒါကြောင့်မလို့ဖះအလောင်းကို ကြည့်ပြီးတော့သူ့စိတ်ထဲမှာလဲရှိနေခြင်းဟာဘဝကို ဖြစ်ပေါ်စေတာဖြစ်သောကြောင့်ဆင်းရဲဒုက္ခအမျိုးမျိုးကို ဖန်တီးနေအောင်မှာဖြစ်တယ်ဆိုတဲ့သူတော်ကောင်းတွေရဲ့အမြင်မှာဒီလိုမြင်ပြီးတော့ဘဝတစ်ခုရမှာအလွန်ကြောက်တယ်။ဒါကြောင့်ဒီအဂိတိဆိုတဲ့ပညာရှိယတေကလည်းတရားမင်းကြီးကမေးတဲ့အခါ တောထဲမှာသူဘာဖြစ်လို့လာနေတယ်ဆိုတာဟာအခုလိုတေကျေးစေးရဲတွေဖြစ်ပေါ်စေတတ်တဲ့ဘဝတွေကို ကြောက်လို့တေကျေးစေးရဲကလွမြောက်ဖို့အတွက်တောထဲမှာလာနေတယ်လို့ဒီလိုပြန်ပြီးပြောလိုက်တယ်။တကြမင်းဆိုတာသူတတ်နိုင်တာကိုမဆတတ်တဲ့သဘာဝရှိတယ်။ဒါကြောင့်မလို့ဖះအောင်ကိုကြည့်ပြီးတော့သူ့စိတ်ထဲမှာလဲလာရောက်ချင်းကိုက တကြားစုများတောင်းမလားဆိုတာကိုသိချင်လို့လာတာတကြားစုမတောင်းဘဲနဲ့တန်တရာဝိကလွတ်ဖို့ဆင်းရဲဒုက္ခကလွတ်ဖို့ဆုတောင်းနေဆိုတာသိတော့သူကစုပေးခြင်းတဲ့ကူညီခြင်းတဲ့ပေါ့ဘာကူညီရမလဲဆိုတဲ့အပြောမျိုးနဲ့ဝရံကတ္တပဒေဒံပိယံကိစိမနာတိတ်္ဆာတိတခြားစိတ်ထဲမှာသူလိုချင်တာရှိရင်ပြောပါသူပေးပါမယ်တတ်နိုင်သမျှလုပ်ပေးပါမယ် စိတ်ထဲမှာဘာတွေလိုချင်သေးလဲအဲ့ဒီမှာလိုချင်တာပြောပါလို့ဆိုတဲ့အခါမှာ ဖုန်ကြီးတို့တွေနဲ့ကြွားချသွားတာဘာတွေကြွားချသွားရုံဆိုစဉ်းစားကြည့်သူတော်ကောင်းတွေ တောင်းတဲ့စုကလိုချင်နေဆိုတာပစ္စည်းဥစ္စာတွေချမ်းသာဒုက္ခတွေဒါတွေမဟုတ်ဘူးသူလိုချင်တဲ့စုကိုဖះအလောင်းတော်ဘယ်လိုပြောရုံဆိုတော့ရေနဗုဒ္ဓေဆဒါရီဆ တနတညံပိယာနိစလဒါနရာတတပနိတောလောဘောနမယီဝတိသူပြောချင်တဲ့စကားလေးကမြန်မာလိုရှင်းရှင်းလေးပဲလောဘရှိနေတဲ့လူတယောက်ဟာသာသမီလဲချစ်တာပဲဇနီးမယားကိုလဲချစ်တာပဲပစ္စည်းဥစ္စာတွေကိုလဲချစ်တယ်မျက်နိုးတယ်လောကမှာ Twitter ဇာတ်ရည်နဲ့မိသားစုအပေါ်မှာ Twitter မှုတွေအလွန်များတယ် တွေ့တာမှုတွေများပြီးပစ္စည်းဥစ္စာတွေအပေါ်မှာ တွေ့တာတယ်မိသားစုပေါ်မှာတွေ့တာတယ်မိဆွေတင်ကဟတွေအပေါ်မှာတွေ့တာတယ်ဆွေမျိုးညာတိတွေအပေါ်မှာတွေ့တာတယ်ဘာနဲ့တွေ့တာတုံးဆိုတဏှာလောဘနဲ့တွေ့တာတာတယောစင်တွေကြီးမားတယ်ဘလောက်ဖေးရရမိသားစုမှာစီးပွားဥစ္စာတွေဘလောက်ဖေးတိုးတက်တိုးတက်အဲ့ဒီတဏှာလောဘရှိနေသမျှဘယ်တော့မှ တင့်တိတ်အားရခြင်းမရှိဘူးမိသားစုနဲ့အတူနေရလို့လဲဘယ်တော့မှ ပြင်းရင်ညှိွေသွားတယ်ဆိုတာမရှိဘူးဘသူကြောင့်လဲလို့ဆိုရင် ဟောဒီတဏှာလောဘကြောင့်ဖြစ်တယ်အဲ့ဒီတဏှာလောဘရဲ့အလိုကို သူမလိုက်ပြရစေနဲ့လို့ဆိုလိုတာကအဲ့ဒီတဏှာလောဘကင်းတဲ့သူ ဖြစ်ပြရစေမိသားစုအပေါ်မှာ တွေ့တာတယ်ပစ္စည်းဥစ္စာတွေအပေါ်မှာတွေ့တာတယ်တယောစင်တွေ ဖြစ်ရတယ် အဲ့ဒီတန်ရောစဉ်ဆိုတဲ့တဏှာလောဘကြီးပြီးသူ့တဏ္ဍမှာမဖြစ်ပြရစေနဲ့ဘယ်တော့အခါမှတဏှာလောဘရဲ့အလိုကို လိုက်ပါသူမဖြစ်ပြရစေနဲ့လို့ဒီစုကိုတောင်းကျင်ပါတယ်။ဖခင်အလောင်းတွေဟာဘဝမှာဒုက္ခပေးနေတာဘသူလဲဆိုတာသိကြတယ်။တဏှာလောဘကဒုက္ခပေးတယ်။မြတ်စွာဘုရားကိုယ်တိုင်ကသစ္စာလေးပါးကိုဟောတဲ့အခါယာယံတဏှာက ပောနောဘဝိကနန္ဒီရာကတဟကတာတတာတတာပိနန္တိနီဘဝအတိတ်ကို ဖြစ်စေတာတနာပဲအာယုံအမျိုးမျိုးပေါ်မှာတွေ့ရအာယုံတွေပေါ်မှာနှစ်သက်တတာတနာလောဘပဲအဲ့ဒီတနာလောဘဟာဒုက္ခကိုဖြစ်စေတတ်တယ်လို့ဟောတာ တုတ်တန်တစ်ခုမှဆိုရင်မြတ်စွာဘုရားကနန္ဒီဒုက္ခတမူလန္နန္ဒီဆိုတဲ့မြတ်တမှုတဏလောဘဟာဆင်းရဲဒုက္ခရဲ့အရင်းအမြစ်ပဲလို့ဟောတယ်။လောကလူတွေဆင်းရဲဒုက္ခမှဘယ်လို့မလဲ။ဘာဖြစ်လို့လဲဆိုရင်ဆင်းရဲဒုက္ခကို ဖန်တီးနေတဲ့လောဘကိုမဖယ်နိုင်သေးလို့မလွတ်တာ။ဖះအလောင်းတွေကြတော့ဆင်းရဲဒုက္ခကိုဘယ်သူလုံနေတယ်လဲဆိုတာကိုအတိညာနဲ့သိရှိနားလဲကြတယ်။ ဆင်းရဲဒုက္ခကို လုံနေသူဟာတဏှာလောဘပဲဖြစ်တယ်။ဒါကြောင့်မို့အဲ့ဒီတဏှာလောဘရဲ့အလိုကိုဘယ်တော့အခါမှမလိုက်ပြရစေနဲ့။လိုက်သူ မဖြစ်ပြရစေနဲ့။ဒီစုကိုလိုချင်ပါတယ်။တခြားစုကိုမလိုချင်ပါဘူးလို့ဒီလိုတရားမင်းကြီးကို ပြန်ပြီးပြောလိုက်တယ်။အဘိဓသမဟာရထဂုရုအကမဟာပန္တိတဒေါက်တာနန္ဒမာလာပြဝန္တ